အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလည်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုမုံအောင်တောင်းပေးလိုက်ပါတယ်အဲ့တော့ဒါကျွန်တော်ခင်ဗျားတို့နည်းနည်းလေးခင်ဗျားတို့ဒါကျွန်တော်တို့ နည်းနည်းလေးဒါအသင်းကြီးတွေကြောင်းလည်းမဟုတ်ဘူးတခြားအသင်းတွေကြောင်းလည်းမဟုတ်ဘူးကျွန်တော်နည်းနည်းလေးဒါကျွန်တော်တို့ဘောလုံးကြောင်းထဲမှာကျွန်တော်တော်လေးကိုစိတ်ဝင်စားတဲ့အကြောင်းမနေ့ကပေါ်တော့တရင်တပုတ်တက်လာတယ်နည်းနည်းတော့ hot မဖြစ်သွားခဲ့ဘူးပါတခြားအပြောင်းရွှေ့ကာလမှာဖြစ်နေရောဒါ club walk လည်းရှိတော့ဒါဘယ်သူမှဒီအပြောင်းရွှေ့နဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးသိပြီးသတိမထားမြောက်ကျွန်တော်တို့ဘက်ကနေသတိထားပြီးကျွန်တော်တော်လေးကိုစိတ်ဝင်စားပါရတယ်ဒါဒီအသင်းရဲ့ rise and fall ကိုကျွန်တော်မျက်စိရှည်ရင်းတွေ့ခဲ့ရတာပေါ့နော်ဒါ လွန်ခဲ့တဲ့ဒါကျွန်တော်တို့နှစ်ပိုင်းကမှအေးပေါ့နှစ်နှစ်ပိုင်းတော့မဟုတ်ဘူးလေပေါ့လွန်ခဲ့တဲ့နှစ်ဒီကမှတပူလောလောပရီးမီးယားလိဂိုယူထားတဲ့တဲ့တဲ့အခုလက်ရှိမှာဒါမြန်မာလိုပြောမှဆိုခွေးဖြစ်သွားတယ်ပေါ့ဗျာဒါပုံမှန်လေးပါပဲဘာလို့ခွေးဖြစ်သွားခဲ့တာလဲဆိုရင်မေးကုန်မယ်အဲ့တော့ဒါလက်ရှိမှာပုံမှန်လေးပြော Leicester City တဲ့ Leicester City တင်းကြောင်းပြောမှဆိုတာကျွန်တော်တကယ်ကိုကျွန်တော်ပရီးမီးယားလိပရိသတ်တွေရဲ့ယင်ထဲကိုဒါရောက်စေခဲ့တဲ့ဒါကျွန်တော်တို့အသင်းသင်းလို့ပြောလို့ရတယ်သူတို့ရဲ့ဒါကျွန်တော်လမ်းပြန်ထွက်တဲ့အသင်းတွေကတင်းဒိုင်းဆယ်မာတာဥကာပေါ့ဟုတ်ကျွန်တော်ဒါတော့ဂျပန်တိုင်းဆိုဥကာဆာကီเนาะကျွန်တော်တို့နာမည်တော့မိနေအောင်ဒါကျွန်တော်တောင်မာရီယာမာရက်တစ်ဖက်မှာဒါကျွန်တော်တို့ drain water တို့အုပ်စုဒါကျွန်တော်တို့လက်ရှိမှာဒါ Vardy ဒါကျွန်တော်တို့ဦးလိုဟာဒါကျွန်တော်တို့နောက်တန်းမှာ Robert Hu နဲ့ဒါကျွန်တော်တို့ Morgan ဒီကောင်တွေပေါ့နော်ပြောရမယ်ဆိုရင်အဲ့တော့ ကျွန်တော်တို့ဒါဒန်နီဆင်ဆင်တို့တွင်ဝါတာတို့အုပ်စုပေါ့နော်ဒါကျွန်တော်ကွင်းလက်မှာကန်တီဒါကျွန်တော်တို့ဂူသမားနေရာမှာရှ်မိုက်ကယ်ပေါ့နော်အဲ့တော့ပြောချင်တာကလက်ရှိမှာဒီကစားသမားတွေဘယ်သူမှမမေ့လို့မြောက်ဆိုတော့ပရီးမီးယားလီမှာတကယ်ကိုဒါလုံးဝ underdog တော်မှမဖြစ်နိုင်တဲ့ position ကနေပရီးမီးယားလီတိုင်တယ်ကိုယူသွားခဲ့ဂျီနီဗာဒီဆိုကျွန်တော်ကျွန်တော် is 11 is heaven is for jimmy verdi ပေါ့နော်ကျွန်တော်ဒါဆက်တပွဲဆက်ဂိုးတွင်ပြီးဒါကျွန်တော်အဲ့လောက်ထိကိုချက်တန်းပြခဲ့တဲ့အသင်းသင်းဘာဖြစ်သွားခဲ့လဲဒါကျွန်တော်စီးပွားရေး aspect ကကြည့်မယ်ဆိုရင်ဒါတော်တော်လေးကိုဒါတော်တော်လေးကိုတိုင်ပတ်သွားခဲ့အဓိကဒါကျွန်တော်တို့ Leicester City ရဲ့အဆိုးရွားဆုံးပြဿနာကကျွန်တော်ဒါဘူးတော်ဒါကျွန်တော်တို့ကျွန်တော်တို့လည်းပေါ့ Leicester City ရဲ့ပန်ရှင်ဘူးတော်ကျွန်တော်ဒါရဟတ်ရင်ပြတ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးအကုန်လုံးကထင်လိုက်မယ်တကယ်နဲ့အဲ့ဒီ misconception မှားတယ်မဟုတ်ဘူးတကယ်နဲ့ Leicester City ကိုအသင်းလိုက်ဖြိုချသွားခဲ့တာကဒါ COVID ကာလပဲ ဲ့တော့ကျွန်တော်တို့လက်ရှိမှာဘောလုံးသင်းတွေအမျိုးမျိုးရှိတယ်ပေါ့နော်ဘောလုံးသင်းတွေဒါကျွန်တော်တို့ပိုင်ရှင်တွေမျိုးမျိုးရှိတယ်ဒါပေမဲ့ဒီကျွန်တော်တို့ Leicester City ရဲ့အဓိကဘောလုံးသင်းပိုင်ရှင်ရဲ့ဒါကျွန်တော်အဓိကအားထားရတဲ့ movement က game power အဲ့တော့ game power ဆိုတာကျွန်တော်တို့ time မှနေရလူသိလိမ့်မယ်ဒါအဓိက3ရဲ့ဒါအလုပ်တော်တော်များများကလီစိတ်တွေရဲ့ဒါကျွန်တော်တို့ duty free တွေကိုတကြီးကလောက်အဲ့တော့လီစိတ်တွေမှာ shopping mall တွေဖွင့်နေပေါ့နော်အဲ့တော့အဲ့ shopping mall တွေဒါကျွန်မအရင်တုန်းက covid မတိုင်ခင်ကဒါ Thailand ကဒါ tourism အများဆုံးနိုင်ငံရောက်ပါတယ်။ tourism ကိုအရင်မှီကိုပြီးအားပြုရတဲ့နိုင်ငံတစ်နိုင်ငံအနေနဲ့ ကင်းပါဝါသည်အင်မတန်မှပတ်စံရှိပြီးအင်မတန်မှပတ်စံများတဲ့နိုင်ငံလေးကတစ်ခုဖြစ်တယ်။ပြီးတော့ဒါကျွန်တော် Leicester City အသင်းကလည်းဒါကျွန်တော် Premier League တိုက်တဲ့ challenge ကိုရတဲ့အချိန်မှာအင်မတန်မှအသင်းကဒါကျွန်တော်တို့ positive ဆန်ခဲ့ပြီးတော့အသင်းဘက်ကလည်းပတ်စံတွေအများကြီးပေးခဲ့တယ်။ဒါကခုနကပြောလို့ Leicester City အသင်းကိုဒါပြီးတော့ဒီနေ့မှဒါကျွန်တော်တို့ အပိုင်ရှင်ဟောင်းအနေနဲ့လည်းဒါကျွန်တော်အသိပေါ်လေအကောင်းကောင်းမွန်မွန် invest လုပ်ခဲ့တယ်ပြီးလည်းပြောဒါကနောက်ဘူးချက်ချင်းဒါကျွန်တော်တို့ lesser city ကကျိုးပြတ်သွားခဲ့တာမို့ Bernard Roger Kit မှာလည်းဒါကျွန်တော်တို့မှတ်မဲ့ရ medicine တို့အုပ်စုနဲ့ဒါ every blood တွေပါရပြီးဒါကျွန်တော်တို့မဆိုးလာတဲ့ခြေဆွဲတစ်ခုကိုလည်းပြတ်သားခဲ့တယ်ဒါပေမဲ့အဲ့ဒီနောက်ပိုင်း downfall တစ်ခုလုံးပျောက် downfall တစ်ခုလုံးရောက်သွားခဲ့တယ်အပြေကဘာကြောင့်လဲအပြေကရှင်းတယ်ဗျအသိကိုလုံးဝ invest မလုပ်တော့ဘူး US မလောက်တော့တော့ပိုင်ရှင်ကိုကျွန်တော်တို့အပြည့်ပြောလို့မြင်ပါဘာလို့ဆိုပိုင်ရှင်ကိုဒီနေရာမှာကျွန်တော်တို့ကဘာလို့တကယ်တည်းဝင်သိလို့ရလဲဆိုကင်းပါဝါတော်တော်လေးကိုခွေးဖြစ်သွားတယ်ဒါကိုဗစ်ကာလကကျွန်တော်တကယ်တမ်းပြန်ကြည့်မယ်ဆိုအတိုက်တာတစ်ခုတည်းကြာခဲ့တယ်ဒါကျွန်တော်တို့လက်ရှိမှာနောက်ဆုံးဒီလိုမျိုးတာအခုချိန်ထိတော့တာမန်ပြန်မဖြစ်သေးဟုတ်တယ်မလားကျွန်တော်ဒါတကယ်တမ်း reality ရတာကိုဗစ်မဆိုင်ကိုဗစ်မဖြစ်ခင်နဲ့ကိုဗစ်ဖြစ်ပြီးတဲ့အချိန်နဲ့အခုလက်ရှိချိန်မှာဒါကျွန်တော်တို့တကယ်တမ်းလေးရင်ဝင်မှုတွေလေးရင်ဝင်နေတာကျွန်တော်တို့စဉ်းကျင်တွေမဖြစ်ခဲ့ဘူးဒါကိုဗစ်မတိုင်ခင်နောက်2019နောက်2018ပတ်တော့ဟာခင်ဗျားလေကျွန်တော်တို့ကိုရီတောင်မှတာထိုင်းဟိုတောင်မှကျွန်တော်တို့ဒါတောက်ကြနေသွားပြီးတနင်္ဂနွေနေ့ပြန်လာခဲ့ တဲ့အထီကိုထိုင်းကတကယ်တူရီဇင်တအားတက်ခဲ့တာဥပမာအဲတုန်းကလည်းကျွန်တော်မြန်မာငွေစည်းကအရင်မိုက်တယ်ပေါ့နော်ဒါကျွန်တော်တို့ knock in နဲ့သွားမှဒါနေချင်းပြန်တော့တချို့လူတွေသွားရည်ချေတထေးတွေပေါ့နော်ကျွန်တော်တို့မသွားဘူးဒါပေမဲ့အဲ့တော့ကျွန်တော်ကိုရီဆိုတာ EDM ပေါ်စနေတူရီရှိရဆိုချာတောက်ကြနေညကခရဲသွားရည်ဒီလနေ့မနက်လောက်ပြန်လာတဲ့ယုံတက်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးအဲ့တော့ပြောချင်တာအဲ့တော့ထိုင်းရဲ့ဒါကျွန်တော်တို့ဟိုစီးပွားရေးကအဲ့တော့ကတအားကောင်းတယ်အခုလည်းမဆိုးတော့မဆိုးဘူးမင်းဒါအဲ့လိုကတအားကောင်းတယ်အဲ့တော့တကယ်တော့ game power အဲ့ချိန်မှာတအားတက်နေတဲ့အချိန်ဒါ lister lester letter ဖလားရသွားရတာမဆိုးလာတဲ့ချိန်ဆိုတော့ဘာညာပေါ့နော်ပြီးလဲပြီးတော့ ဝိုးဆိုပြီးကိုဗစ်လည်းဖြစ်ကောလက်စတာနဲ့တူတာကျွန်တော်တို့ဘုန်းဆိုပြီးဒါကျွန်တော်တို့ထိုးကြအောင်အဲ့ဒီမှာဒါအသင်းဘက်အသင်းမှရှင်ဘက်ကလည်း invest လုပ်ဖို့စူးစမ်းမှုနေတာသူ့ဟာသူတော်မှာဒါကျွန်တော်ကင်းပါအောင်မှာဒါယုံကလူတွေကိုကျွန်တော်ဒါအလုံးမထုတ်ဖ ೇನೆ ပတ်စံပေးမှုတွေမတရားစူးစမ်းနေချင်အဲ့ခင်ဗျာမယုံတော့ဖက်ကြီးအယမ်းမိုက်တယ်အဲ့ဒီစကားလုံးအဲ့ဒီမှာ तू အဲ့ဒီမှာတနာဖို့ကောင်းတော့ तू သားသူဖေဆုံးသွားချိန်မှာသူသားရှိသမျှလုပ်တယ်သူပဲအကုန်လုံးကျွန်တော်တို့ဘောလုံး perspective ကိုမြင်ရတာတကယ်တမ်းဒီတိုင်းကျွန်တော်အလုပ် perspective မှာခုနကပြောသူပြခင်ဗျာဟို အဲ့ဒီအလုတ်ရဲ့ဒါခုနကပေါ့ခင်ဗျဟိုလူဘာလဲဘာလဲတူရစ်တွေကိုအားပြုပြီးလောက်ရဲလို့မှာခင်ဗျတူရစ်တွေမရှိတော့ဆိုခင်ဗျဘာနဲ့လုပ်မလဲအဲ့အဲ့ဒီ logic ရဲ့ thinking ရဲ့အဲ့ဒီမှာတတ်သွားတာအဲ့ဒီမှာခုနကပေါ့သူက game power ဘက်ကတော်တော်လေးအခုလက်ရှိချိန်မှာလည်း game power ပြဿနာအများကြီးတယ်ကျွန်တော်ဖတ်မိရတော့ပေါ့နော်လက်ရှိမှာ game power ကအခုချိန်မှာဒါကျွန်တော်တို့ duty free sign တွေကိုဒါကျွန်တော်တို့ဟိုတန်တာမအောင်တော့ဘူးလို့လည်းကြားတယ်ဒါလက်ရှိမှာတော်တော်လေးဟိုဒါအဲ့တော့လက်ရှိချိန်မှာဒါကျွန်တော်တို့ ကြားမိတဲ့သတင်းတွေကလည်းလက်ဆက်စီးနဲ့ပတ်သက်ဘာမှမဟုတ်လက်ဆက်စီးတဲ့နေခုလက်ရှိမှာ Nestor Rank ကိုလည်းခုလက်ရှိမှာအသင်းကထုတ်လိုက်ရတယ်အသင်းကထုတ်တဲ့အချိန်မှာ Nestor Rank ကိုတော့ကျွန်တော်တို့ပတ်စံပေးပြီးထုတ်ခဲ့ရလို့သိရတယ်မှာအဲ့တော့အခုလက်ရှိမှာဒါကျွန်တော်ဒီပိုင်ရှင်ကတော်တော်လေးကိုအဖက်ဖက်ကတိုင်ပတ်အဲ့တော့ Leicester ရဲ့ပိုင်ရှင်ပြည်သက်တွေအနေနဲ့အသင်းကိုတော်တော်လေးကိုနားလည်ပြီးတယ်အဲ့ဒါကျွန်တော်ခုနပြောလို့အသင်းပိုင်ရှင်အနေနဲ့ King Power ကိုသူတို့သိတယ်သူတို့နားလည်ပြီးတယ်အသင်းကိုဒါခုနပြောလို့ of course fairy tale dream come true ဖြစ်လာတဲ့အသင်းတစ်သင်းကိုမှဘယ်လိုပဲပြောပြောပြည်သက်တွေရောက်နေနားလည်ပြီးတော့ဒါခုနပြောလို့တန်းစင်းစုံကအသင်းတစ်သင်းကဒါလက်ရှိမှာ တန်းဆင်းဆောင်ကတင်းတင်းကနေပြီးတော့ကျွန်တော်တို့ပရီးမီယာလိဂ်ချန်ပီယံဖြစ်တဲ့တင်းတင်းဖြစ်အောင်လုပ်ပြီးတော့သူတို့နားလည်ပြီးသားဒါပေမဲ့ Leicester City ပြည်သက်တွေကိုယ်တိုင်ကမနစ်ကလောက်ခရေက enough is enough ဆိုတဲ့ပုံစံဖြစ်သွားတယ်။ဘာလို့လဲဆိုတော့လက်ရှိမှာဒါဟိုကင်းပါပြောရမဆိုရင်ဒါဟိုကောင်လေးကလည်းဒါခုနကပြောသူပဲကျွန်တော်ဒီအခုလက်ရှိပိုင်ရှင်ဒါကျွန်တော်ထိုင်းရဘဲကလည်းဒါအသင်းဘက်ကိုသိပ်မကြည့်နိုင်အောင်ထင်တယ်ဒါကျွန်တော် Sporting Director CEO တွေခန့်တဲ့နေရာမှာတော်တော်လေးကိုအားနေခဲ့အဲ့ CEO တို့ Sporting Director တော်တော်လေးကိုညံ့တယ်။ ဒါဘလောက်တိတောင်လက်စတာပရိသတ်တွေကတချို့နေရာမှာချစ်ဖို့ကောင်းလဲဆိုလက်ရှိမှာလက်စတာစီးတီးရဲ့ပိုင်ရှင်ကိုဆန္ဒပြတာမဟုတ်ဘဲနဲ့လက်စတာစီးတီးခတ်ထားတဲ့လူတွေကိုသာအဓိကမှာဆန္ဒပြခဲ့တဲ့နေသားမှာရှိအမနစ်ကပတ်မဲ့ရစီးတီးပရိသတ်တွေကိုယ်တိုင်ကလက်စတာစီးတီးနဲ့ပတ်သက်ပြီးတာကူပြီးဆန္ဒပြခဲ့ခဲ့တဲ့ movement တွေရှိခဲ့တယ်။ကိုင်းထဲမှာဒါစီးတီးပရိသတ်တွေနဲ့ဒုတာလက်စတာစီးတီးရဲ့ပရိသတ်တွေကိုင်းထဲကထွက်သွားခဲ့ပြီးဆန္ဒပြခဲ့တဲ့ movement တွေရှိခဲ့တယ်တဲ့မှာပါတယ်အဲ့တော့ဒါဒီလိုတော့ဘောလုံးပဲလက်စတာစီးတီးနေနဲ့အဖက်ဖက်ကနေပြီးတော့လုံးဝကြာဆုံးသွားနေတာမှာအခုလက်ရှိမှာဂျီမီဗာဒီထွက်ပြီးအခုလက်ရှိမှာ ဘာမှမကောင်းနေတဲ့အချိန်မှာခုလက်ရှိမှာတန်းပြန်ဆင်းသွားသူတို့ဒါ Minister Brown ကိုထုတ်လိုက်ပြီးပြီးတော့ဒါခုလက်ရှိမှာလည်းဒါဘဒုကိုခတ်မလဲဆိုတဲ့ပုံစံမျိုးကြီးမိကုံမောင်းများစွာလေးကျွန်တော်မေးမေးနေတဲ့နေရာမှာပါတယ်ဘောနော်ပြောရမယ်ဆိုရင်တော့တော်တော်လေးကိုခက်ခက်ခဲခဲ အနေဓာတ်တစ်ခု Leicester City ရောက်နေတယ်။ Leicester City အသင်းကခုလက်ရှိမှာ PSR နဲ့ FFP နဲ့ညစ်နေတဲ့နေရာမှာပါတယ်။ဒါကျွန်တော်လက်ရှိကျွန်တော်မှတ်မိရတော့ဖတ်မိရတော့လက်ရှိမှာ2028ကျွန်တော်တို့ Leicester City 2023 2023 2024မှာလေဒါကစားသမားရဲ့လူခသစာကိုဒါကျွန်တော်တိတော့မပီးချိနိုင်တဲ့ movement တွေလည်းရှိခဲ့တယ်။အကျွေးအများကြီးတင်ပြီးတော့ဒါတိုင်ပတ်ခဲ့တယ်။အဲလက်ရှိမှာကျွန်တော်ဒါ2000တန်းပြန်တက်လာတဲ့အချိန်မှာအသင်းပိုင်ရှင်အနေနဲ့သူ့ပတ်စံနဲ့သူ invest ပြန်လုပ်ပြီးတော့ဒါသူအနေနဲ့ဒါသူ invest လုပ်ခဲ့တဲ့အကျွေးတွေကသူပြန်ချိပေးခဲ့တဲ့အထိကိုတော့မှသူလုပ်ပေးခဲ့တဲ့အထိရှိတယ်။ဒါပေမဲ့ ဲ့တော့လည်းဒါကျွန်တော် try and tourism နဲ့ပြန်ကောင်းလာတဲ့အချိန်ဆိုသူပြန်ပြီးစူးစမ်းပါသေးတယ်ကန်ကောင်းသွားတာတော့တန်းပြန်တက်လာတဲ့အချိန်နဲ့ဒါပတ်စံပြန်ဝင်လာချိန်နဲ့နည်းနည်းကန်ဒါပေမဲ့အရင်တော့ကလောက်ပတ်စံမဝင်ဘူးဒါသူ့အဖေလောက်လည်းတိုင်အချိန်မပြေခဲ့တဲ့အချိန်မှာဒါကျွန်တော်ဒီနေ့အဲ့ဒီနေ့မှလည်းဒါ invest အများကြီးမလုပ်နိုင်ခဲ့ဘူးအဲ့ Leicester City တင်းနဲ့ပြဿနာကအေးပေါ့ကိုဗစ်ကတက်သွားတယ်လို့ပဲပြောအောင်ပေါ့နော်ဒါသူတို့ရဲ့အဓိကဒါကျွန်တော်တို့ Game Power ရဲ့ main business ကလည်းဒါ tourism ကိုအားပြုရတဲ့အချိန်မှာကိုဗစ်ကလုံးဝ တူရီဇင်ဆိုတာကြီးကိုဖျောက်ချလိုက်တဲ့အချိန်မှာတူရီဇင်ပြတ်သွားတဲ့အချိန်မှာကင်းမော်ဘာလို့မှမသိဘူး။အဲ့တော့တခြားသောအလုပ်တွေအများကြီးရှိပေမဲ့တကယ်လည်းသူ့ရဲ့ main လို့တိုင်ပတ်သွားတဲ့အချိန်မှာပြောချင်တာဟိုသူ့ဟာသူပြန်ပြီး support လုပ်နေတဲ့ဘောလုံးတင်းကိုသူအရင်မကြည့်အားတော့အဲ့ဒီမှာဘောလုံးတင်းရဲ့လုံးဝကြိုင်တိုင်ပတ်သွားတဲ့နေတာပေါ့။အဲ့တော့နှမျောဖို့တော့ကောင်းတယ်အခုလက်ရှိမှာဒါကျွန်တော်တို့တီးခဲ့တဲ့ last star နဲ့မတူတော့ဘူး။ချီတဲ့ကစားသမားကြီးလည်းဒါသူ့ဟာသူဒါကျွန်တော်တနေစီရောက်သွား Candy ဆိုလည်းဒါကျွန်တော်အသေးရတော့ဒါ sorry မှာရောက်နေပြီ။ဒါကျွန်တော်တို့ remarried to us ဆိုလည်း sorry မှာ Jamie Vardy လည်းလက်ရှိမှာအသင်းကထွက်သွားပြီ။အဲ့တော့ ျွန်တော်တို့တီးခဲ့တဲ့ Leicester ကိုပြန်မြင်ရဖို့တော့တော်တော်လေးကိုဒါခက်ခဲအောင်ပဲလို့မြင်တယ်အဲ့တော့လက်ရှိမှာဒါဒီပိုင်းအခုလက်ရှိမှာဖတ်ပြီးပါလေဒါထိုင်းရလူတွေတီးရတယ်မပါဘူးလက်ရှိမှာထိုင်းကိုယ်တိုင်တူရီစင်ကကြဆင်းနေတာဆိုရတဲ့အတွက်ကြောင့်မျိုးဒါအရင်လောက်စီးပွားရေးမကောင်းတဲ့အတွက်ကြောင့်ဒါကျွန်တော် Leicester City ကိုဒါပိုင်ရှင်နေနဲ့ပြန်လဲထူထောင်ဖို့တော်တော်လေးကိုခက်ခဲမယ်လို့မြင်တယ်ကောလာဟာလာတွေအခုလက်ရှိမှာ Leicester City ရဲ့ထိုင်းပိုင်ရှင်တွေအနေနဲ့ဒါကျွန်တော်တို့ လဆလစီဒီကိုရောင်းဖို့အတွက်လည်းဒါပိုင်ရှင်တွေကိုရှာတယ်တချို့တွေကတော့လည်း share ကိုရောင်းဖို့အတွက်လည်းရှာတယ်လို့သိရတယ်မှာပါတော့ပြန်စစ်သကြမှာ vchain အနေနဲ့လက်ရှိမှာသူ့အသင်းကိုသူကတော်တော်လေးကိုနှမျောမယ်လို့မြင်တယ်သူကိုယ်တိုင်လည်းမတင်မှတ်ပဲနေဒါကျွန်တော်တို့ဆုံးပါသွားခဲ့တဲ့ကြောင့်မို့ လက်ဆက်စီဒီကိုနိုင်ကလည်းတော်တော်လေးကိုကန့်ဆိုးတဲ့အသင်းသင်းလို့ကျွန်တော်အနေနဲ့မြင်မိရတယ်မှာပါတယ်ဗောနော်အဲ့တော့ဒီလောက်ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0 TV 4U တွေရဲ့ဂျင်းဥဂျင်းလူဆောင်ပေါ့ကိုလို့ရပါတယ်မြန်မာလေးကလစ်ဖို့မမိကြပါနဲ့အောက်က comment နေထဲမှာလည်း Youth Sport Media 3.0 TV 4U တွေရဲ့ link လေးတွေကိုထည့်ပေးထားခြင်းကျွန်တော်လက်ဆက်ကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ပြီးတော့ကျွန်တော်အားပေးလို့ရပါတယ် မြန်မာပြည်လက်ကလစ်ဖူမမိကြပါနဲ့ဗျအောက်က comment တွေထဲမှာလည်း youth sport media 3 points ဆိုတော့ ਨੇ TV voice ရဲ့ link လေးတွေကိုထည့်ပေးထားကြပါကျွန်တော်မျက်စောကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါရမြန်မာပြည်လက်ကလစ်ဖူမမိကြပါနဲ့ဟုတ်မြန်မာကလစ်မှာမြန်နာဖြစ်ပါတယ်အားလုံးမကြုတ်တူပါနဲ့ကောင်းမွန်တော့ဒီနေ့ဖြစ်ပါစုစုမောင်းအောင်တောင်းပေးနေပဲကျွန်တော်တို့နောက်မှာအေးအေးဆေးဆေးတွေ့ကြရပါဘောအားလုံးမကြုတ်တူပါနဲ့ဒီပါဗျာ